တန့်စင်နဲ့ MU ရဲ့အစွမ်းအစကိုအတိအကျသိရအောင်ဂလူဇာတာနဲ့ပွဲတယ်ပေးစီခြင်းမိတယ်။ညီမပြိတ္တတွေဟာတန့်စင်ရဲ့ထိုးပေါက်ထိုးကွက်တွေကို မြင်ခဲ့ရပြီပါပြီ။အစောပိုင်းကအလဲထိုးရာတွေအရင်ကောင်းတဲ့အတွက်တန့်စင်ကိုပြိတ္တတွေအရင်မဲသဘောကျခဲ့ကြပါတယ်။အခုတော့လဲတန့်စင်ဟာချုံပွဲတွေကြုံဆုံခဲ့ရပါပြီ။နှစ်ပွဲဆက်တိုက်ချုံသွားခဲ့ပါပြီ။ ီတော့တန့်စင်ကိုဘယ်ဖိုက်တာနဲ့ပွဲတယ်ပေးရင်ကောင်းမလဲဆိုတာကိုတွေးဆလာကြပါတယ်။တကယ်ကတန့်စင်ကိုဝမ်ဘက်ကနေပြီးတပွဲချကြွေးခဲ့ပါတယ်။တန့်စင်မပါနဲ့လို့အဲ့ပွဲမှာရှုံးခဲ့ရတာပါ။1170ပြိုင်ပွဲကြီးမှာတန့်စင်ကိုဆူရီယန်လက်နဲ့ဝမ်ကပွဲတယ်ပေးခဲ့တာပါ။တကယ်ကဝမ်ဟာတန့်စင်ကို1172အထိဆွဲခေါ်ခြင်းလို့အဲ့လိုလမ်းခင်းပေးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ထင်းသလိုဖြစ်မလာခဲ့ပါဘူးတန့်စင်ဟာစူရီယန်လက်ကိုရှုံးနိမ့်သွားခဲ့ပါတယ်ဒါကြောင့်လဲတန့်စင်ရရှိမဲ့အခွင့်အရေးတွေကိုစူရီယန်လက်ကရရှိသွားတော့တာပါလက်ရှိမှာတန့်စင်ကပွဲထက်ရထားပြီလို့အတန်နေထွက်လာပါတယ်အခုဆိုရင်တန့်စင်ကလေ့ကျင့်ရေးတွေလည်းစတင်ဆောင်ရွက်နေပါပြီအမားတွေကိုပြင်ဆင်ပြီးအကောင်းဆုံးပြန်လာခဲ့မယ်လို့တော့တန့်စင်က ပြောထားပါဗျတကယ်လို့များ တပ်စဉ်ကိုတပ်သစ္စာအစားပိုင်းချမ်းဖိုက်တာဂူလူဇာတာနဲ့ပေးတွေ့လိုက်ရင်ပွဲကောင်းတပွဲဖြစ်လာလိမ့်မလားဆိုတာတွေးဆကျင်စရာပဲလက်ရှိချိန်မှာတော့မြန်မာပြည်သက်တွေဟာအမ်ဝီဘက်ကိုလည်းအာယုံရောက်လာကြပါတယ်1 Friday Fights 101မှာအမ်ဝီက Israel Fighter လေးအာဘက်ဂေါ်ဒွန်ကိုအသေးကောင်းကောင်းဇွဲကောင်းကောင်းနဲ့ကစားပြခဲ့လေတော့အမ်ဝီကိုအကြိုက်တွေ့သူတွေပုံများသွားခဲ့ပါတယ်မြန်မာဖိုက်တာတွေဟာအခုချိန်ထိတိုင်မာဂုံနဲ့စိုင်းထိုးပြိုင်ထိုးနီလန်းတစ်ပေါက်နဲ့သာ ပွဲတွေကိုချင်းကပ်နေပြီးသွေးလင်းထက်ကတော့ Rocky နဲ့ထိုးတဲ့ပွဲမှာနီးစနစ်ဘက်ကိုအသားပေးလာတာမြင်ခဲ့ကြရပါတယ်။ခက်နေတာကမြန်မာပရိသတ်တချို့ရဲ့အတွေ့အမြင်နဲ့အယူဆပါပဲ။မြန်မာပရိသတ်တွေဟာစိုင်းထိုးပြိုင်ထိုးပြီးအလဲအကွဲထိုးပြရင်ပဲအိတ်ဖိုက်တာကိုအရန်ကောင်းတယ်လို့ယူဆလိုက်ကြပါတယ်။အာဘက်ဂေါ်ဒွန်နဲ့ MV တို့ထိုးတော့က MV ကို bonus ပေးတဲ့ဆိုတာမျိုးတော့တချို့တွေကထုတ်ဖော်ရေးသားခဲ့ကြသေးတာပါ။မြန်မာဖိုက်တာတွေကောင်းတာကိုလက်ခံပါတယ်။ တစ်ဖက်မှာတော့ဝမ်းမှာဝင်ထွက်ရင်ဝမ်းနီးစနစ်နဲ့အသားတကျဖြစ်အောင်တော့မြန်မာဖိုက်တာတွေပြင်ဆင်ထားမှဖြစ်မှာပါမဟုတ်ရင်တော့ရေရှည်မှာအခက်ကြုံကိုကြုံရပါလိမ့်မယ်အသေးမှာမှာဇွဲကောင်းကောင်းနဲ့တက်စစ်ဖွင့်ပြီးအလဲအကွဲဥတီကစားတာအလဲထုံးနဲ့အနိုင်ဖို့ကြိုးစားတာက ကောင်းတော့ကောင်းပါတယ်ဒါပေမဲ့မမွန်လှပါဘူးအထူးသဖြင့်ကိုယ့်ဘက်ကတစ်ချက်မှားတာနဲ့အထိနာဖို့ရာခိုင်နှုန်းများသလိုအမှတ်ယူရတဲ့ဖိုက်တာမျိုးနဲ့ဆိုရင်အမှတ်ယူဖို့လမ်းဖွင့်ပေးလိုက်သလိုတွေဖြစ်သွားတယ်လေရှိပါတယ် ။သေချာတာကမြန်မာဖိုက်တာတွေဟာလမ်းဟောင်းကိုစွန့်ပြီးလမ်းသစ်ဖောက်ကြပါတော့မယ်။ဒါမှလည်းအစအစအရာရာအဆင်ပြေပြေဖြစ်နိုင်မှာပါ။အထူးသဖြင့်ထိုင်းခြေဆိုင်ဂျင်တခုမှာဘွားတလန်အတွက်အကောင်းဆုံးအခြေချမှုတစ်ခုကိုလုပ်နိုင်မယ်ဆိုရင်ပိုကောင်းပါရဲ့။မြန်မာကုစားယူဖက်တာတယောက်ဖြစ်တဲ့ဆွန်ရက်ကလိုဖက်တက်စံပူပေါင်းဝင်ရလိုက်မယ်ဆိုရင်အဲမီတို့တန့်စင်တို့ကပိုပြီးကောင်းသွားပါလိမ့်မယ်။လက်ရှိအနေအထားတွေအရတန့်စင်ရောအဲမီပါဖိုင်းဝေတန်းမှာထိုးနိုင်စွမ်းရှိကြပါရဲ့။ ဒီတော့ပွဲလီလာသူတယောက်အနေနဲ့ပြောရရင်သူတို့နှစ်ယောက်ထဲကတယောက်ကိုအဇာဘိုင်ဂျန်ဖိုက်တာလေးဂလူဇာတာနဲ့ပေးတွေ့ကြည့်လိုက်တာကအကောင်းဆုံးပါပဲတကယ်လည်းပဲတန့်စင်နဲ့အဲမီတို့နှစ်ယောက်ထဲကတယောက်ဟာဂလူဇာတာနဲ့ပွဲထုတ်ရအောင်ဖြစ်သွားခဲ့ရင်အရင်ပဲကြည့်ကောင်းပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ဂလူဇာတာကဝမ်မှာသုံးပွဲထုတ်ပြီးတာနဲ့အမေရိကန်ဒေါ်လာတသိန်းနဲ့စာအုပ်ကြီးကိုပိုင်ဆိုင်ခွင့်ရရှိသွားတဲ့ဖိုက်တာတယောက်ဖြစ်သွားခဲ့လို့ပါပဲဂလူဇာတာဟာဝမ်မှာသုံးပွဲထုတ်ခဲ့ပြီပါပြီသုံးပွဲလုံးကို အနိုင်ရပြခဲ့ပါတယ်။ပထမဆုံးဖွင့်ပွဲကိုကစ်ဘောက်စင်နီးနဲ့ထိုးခဲ့ရပြီးအဲ့ပွဲစဉ်မှာဂူလူဇာတာကအမှတ်နဲ့နိုင်ခဲ့တာပါ။ဒုတိယပွဲနဲ့တတိယပွဲတွေကိုတော့ဂူလူဇာတာကမွေထိုင်းနီးနဲ့ထိုးခဲ့ရပါတယ်။အဲ့နှစ်ပွဲလုံးကိုဂူလူဇာတာကအလဲထိုးနဲ့အနိုင်ပြခဲ့ပါတယ်။ဒါကြောင့်လဲကစ်ဘောက်စင်ရောမွေထိုင်းရောနှစ်ခုလုံးမှာပါအစွမ်းပြခဲ့တဲ့စကုနီတာဂူလူဇာတာကိုဝမ်ကချက်ချင်းပဲအမေရိကန်ဒေါ်လာတစ်သိန်းနဲ့စာယူကြီးပေးရလိုက်တာပါ။တန်စင်နဲ့အမီတို့ရဲ့အစွမ်းစား ဘလောက်အတိုင်းတာရှိတယ်လဲဆိုတာကိုဂူလူဇာတာနဲ့အကဲဖြတ်ဖို့ဝမ်းကစီစဉ်ပေးလိုက်ရင်တိတ်ကောင်းမှာပဲလို့တွေးမိပါတယ်အခုလို၃ဝဲထိုး၃ဝဲနိုင်ထားတဲ့ fighter လေး American dollar တိုင်းနဲ့စာအုပ်ကြီးရထားပြီးသား fighter လေးကို MV ဒါမှမဟုတ်တန့်စင်ကအနိုင်ပြလိုက်မယ်ဆိုရင်သူတို့အတွက်လည်းလမ်းတစ်ခုပြန်ပွင့်သွားမှာပါဒီလိုမှမဟုတ်ပဲဂူလူဇာတာအသာနိုင်ဝဲဆက်သွားခဲ့ရင်တော့ကိုလူတွေမှာဘာတွေလိုအပ်နေတယ်လဲဆိုတာကိုအရှိကိုအချိတိုင်းလက်ခံပြီးအပြေရှားဖိတာအသာအကောင်းဆုံးဖြစ်မယ်လို့ယူဆမိပါတယ်ခင်ဗျာ